ဒေါ်မောင်ကချန်ပီယံလိမှာကျွန်တော်အသင်းကြီးတွေကြားမှာညက်ညက်ပြီးတော့သူ့အကြောင်းသိမ့်မပြောဘူးဒါပေမဲ့သူကမထင်မှတ်တာတွေလှုပ်လှုပ်ပြီးတော့ထိုးထိုးထွက်လာတတ်တဲ့အသင်းပေါ့နော်ဒီပွဲမှာလည်းဒါနှစ်သင်းရဲ့ကစားဟန်ကကျွန်တော်မနေ့ကပွဲလေးလိုပဲတကယ်ကိုမြိုင်ဆိုင်မဲ့အသွင်ကိုစောင့်နေတယ်ဒီဟာဒီသူတို့သွားထားတဲ့ချန်ပီယံလိမှတ်တမ်းတွေရပြောမယ်ဆိုတော်တော်လေးကြည့်လို့ကောင်းမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျစကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကိုကတော့ Winesberg ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွေတွေထူကြတဲ့ဒါဈေးကွက်အစုံနေတဲ့သူရင်ကုန်ခြင်းတော့ Winsbet ကို download လုပ်ပြီးတော့မှ One Soccer Hawk promo code နဲ့အတူဒါ account ဖွင့်ကစားနိုင်ပါလေပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာဝေကိုဒါစုလက်ဆောင်ရယူနိုင်တဲ့ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါခြင်းပါတယ်တခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါလိုက်ခြင်းပါတယ် promo code ကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ။စကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဂျာရဲ့ချန်ပီယံလိပွဲစဉ်တွေထဲကပွဲကောင်းတစ်ပွဲဖြစ်တဲ့ Manchester City နဲ့ Borussia Dortmund တို့ပွဲလေးကိုသုံးသပ်တင်ဆက်ပေးမှုရှိပါတယ်။ဒီစီဇန်မှာတော့ကျွန်တော်နဲ့တူကုစိုးရီကနေပြီးတော့မှပါဝင်သုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ကုစိုးရီမင်္ဂလာပါဗျာ။မင်္ဂလာပါကို။ဒီတစ်ပတ်တော့ချန်ပီယံလိကဒါ share ပဲနော်ပွဲကောင်းတွေရမယ်။အင်္ဂါနေ့မှလည်းဒါပွဲကောင်းတွေအများကြီးမြင်ခဲ့ရပြီပေါ့။နော်ဟို Liverpool ဒါ Liverpool ရဲ့နောက်တဲ့ PSG Bayern ဟုတ်ဒီဘိုရူးမှလည်း ကဲပွဲကောင်းတစ်ပွဲဖြစ်တဲ့ဒါမန်ချက်စတာစီးတီးနဲ့ဒေါ်မွန်ပေါ့လေဒီနှစ်သင်းကလည်းချန်ပီယံလိမှာမကြာခဏဒါဆုံးနေကြအသင်းတွေပဲအဲထူးခြားလေးတစ်ခုကတော့ဒီမန်စီးတီးပွဲမှာကစားတဲ့ပွဲစဉ်တွေမှာဆိုဒေါ်မွန်ကဥဆောင်ကိုတွေတွင်းနေမနိုင်ဘူးမိနစ်80ကိုတွင်းနေမန်စီးတီးကပြန်လိုက်မန်စီးတီးကပြန်ပြီးတော့ခြေပါကိုတွင်းလိုက်အနိုင်ကိုတွင်းလိုက်နေဒီဟာမျိုးလေးတွေကတော့အရင်ဒါသူတို့နှစ်သင်းတွေ့ဆုံခဲ့တဲ့ဟာမလေးတွေမြင်ခဲ့ရတယ်ပေါ့လေအဲဒီပွဲရဲ့အခြေအနေလေးလဲဒါကိုဆိုရင်တုံ့တက်ပြီပေါ့နှစ်သင်းတော့ခုနှစ်မှတ်စီတင်နေရဟုတ်ကဲ့ ဟုတ်ကဲ့ပါဒီပွဲလေးကိုအစိုးရဟုတ်ကဲ့ပါ Man City တင်းရတယ်အကိုပြောသလိုပဲဒီရသည်၃ဘက်ကစားထားမှာခုနှစ်မှတ်ရတာလေသူတို့ Napoli ကိုနိုင်တယ်ဒါ Monaco နဲ့အတူတူတည်ကြတယ်သူတို့နောက်ဆုံးဘက်မှာထပ်ပြီးတော့သူတို့ဒါအနိုင်ရတာပေါ့နော် Dortmund ကတော့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာဒီရသည် Champions League ၃ဘက်မှာပွဲတိုင်းတစ်ပွဲကို၄ဂိုးလောက်တွင်ထားပြီးတော့သူကလည်းရမှတ်ခုနှစ်မှတ်ရထားတယ် Dortmund က Champions League မှာကျွန်တော်အသင်းကြီးတွေကမှညံ့ညက်ပြီးတော့သူအကြောင်းသိမ့်မပြောဘူးဒါပေမဲ့သူကမထင်မှတ်တာတွေလှုပ်လှုပ်ပြီးတော့ထိုးထိုးထွက်လာတတ်တဲ့အသင်းပေါ့နော်ဒီပွဲမှာလည်းဒါနှစ်သင်းရဲ့ကစားဟန်ကကျွန်တော်မနေ့ကပွဲလေးလိုပဲ တကယ်မြိုင်ဆိုင်မဲ့အသွင်ကိုစောင့်နေတယ်ဒီရာသီတို့သွားထားတဲ့ချန်ပီယံလိမှတ်တမ်းတွေရပြောမယ်ဆိုတော်တော်လေးကြည့်လို့ကောင်းမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျဟုတ်ကဲ့ပါဒါဒေါ်တမွန်ကထူးခြားလေးတစ်ခုကကျတော့ကျွန်တော်ဒီပီဂရက်နှစ်တွေကဆိုတော့ရုံးကန်ရတာပေါ့လေရုံးကန်ရတယ်နိပြပြောင်းလဲတွေဖြစ်တယ်နိပြပြောင်းလဲတွေဖြစ်ပြီးတဲ့အချိန်မှာနောက်ပိုင်းမှာသူတို့ရလက်လေးပြန်ပြုံးမှရာသီတိတ်ငန်ကြီးမှာပြန်ရလက်တည်ငြိမ်လာတယ်ပေါ့လေရလက်လေးပြန်ပြုံးမှကောင်းလာတယ်ဟိုဒီရာသီတစ်လျှောက်ကတော့တော်တော်ကြီးကိုဒါတူးတက်လာတဲ့ပုံစံမျိုးကိုကျွန်တော်တို့ဒါမြင်ရတယ်ဒီဘိုင်မျိုး sorry ဒါ ကျွန်တော်ဒွန်မော်မှာကျွန်တော်ဒါမြင်ရတဲ့အပိုင်းလေးကတော့3 back ကိုဒါတုံးပြီးတဲ့နောက်ပိုင်းမှာတော့ဒွန်မော်ရဲ့ခန်းစစ်ကောနောက်ထပ်ကွင်းလေလှုပ်အားဟိုအသေးသေးလုံးရဲ့လှုပ်အားနှုန်းပေါ့နော်အသေးလုံးရဲ့လှုပ်အားနှုန်း3 data ကိုကျွန်တော်ဒါကောင်းလာတာကိုတွေ့ရတယ်အဲ့ထဲကမှဒါစစ်ချလော်တာဘက်ပြန်ပြီးမှထန်တက်တာလာတဲ့အချိန်မှာဆိုရင်ခန်းစစ်ရဲ့လှုပ်အားနှုန်းကောနောက်ထပ်ပေးကူးမရှိပွဲတွေပါပုံမျိုးမှအားကောင်းလာလေလေတွေ့ရဆိုတော့ ော်မွန်ဘက်ကိုဒါအခုဆွေးစပြီးသုံးသပ်ပြပါအောင်ဗျဟုတ်ကဲ့ပါဒေါ်မွန်အခုပြောသလိုပဲ3 4 2 1ပုံစံမျိုးနဲ့3 back ပုံစံကိုပြောင်းလိုက်တယ်ဒါ shutter back ရဲ့ back side ဘိုင်းကြီးရဲ့ anten ရဲ့ပေါ့နော်ကိုယ်လည်းမှာကြတော့ဒါကိုယ်လည်းမှာအဓိကစောင့်ကြည့်ရမှာဒီလူငယ်2ယောက်ပေါ့ဒါ Bellingham ရဲ့ဒီ Amichar ရဲ့ပေါ့နော်2ယောက်ကလည်းလှုပ်အောင်လုံးကောင်းတယ်အသက်အရွယ်ပိုင်းကလည်းတကယ်ကိုလူငယ်တွေလို့ပြောလို့ရတယ်တောင်ပိုင်းမှာတော့ဒါ Kudo တို့လိုဇာမမျိုးတွေရှိတယ်ပြီးရင်ဒါ Sovensen ရှိတယ်တိုက်စစ်ကတို့ရဲ့တိုက်စစ်ကနှစ်တိုင်း Champion League ပဲကြီးကြီးဝန်ဒစီကပဲကြီးတို့ရဲ့ပေးနိုင်ကိုသွင်းရှင်ကတိုက်စစ်မှာ ခရာဆေးပဲသူ့ကိုဒါနောက်ကမက်ဆီမီလီယန်ဘိုင်ယာတို့နဲ့ဒီနောက်ကရန်ထားတယ်ယူလီယန်ဘရန်လိုဝိုင်းကစားမိုင်းနဲ့ရန်ထားပြီးတော်တော်လေးကစားတာကောင်းပြီးတော့ဒီအားဒီမှာဒေါမွန်နဲ့ပတ်သက်ပြီးကျွန်တော်သတိထားမိတဲ့ချက်ကဒီချန်ပီယံလိသုံးဘက်မှာသူ့ရဲ့ expected goal က4.5ပဲရှိတယ်။တော်တော်အားနည်းတယ်ဗျ။အဲ expected goal ရကြည့်မယ်ဆိုအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကဒီလောက်ကြီးထိမြင့်တက်နေကြတယ်။ဒါပေမဲ့အဲ့အဲ့ကြီးကနေပြီးတော့ရခဲ့တဲ့အတွင်းက72 goal ဆိုတော့သူ expected goal ထက်ကို7.5 goal လောက်ပိုရထားပြီးတော့ဒီ ရှုပ် conversion rate တွေကအင်မတန်ကြောက်စရာကောင်းပြီးတော့37ရာခိုင်နှုန်းလောက်ဒီနေရာဒီမှာအောင်မြင်ထားတယ်ဆိုကန်ကျက်နည်းနည်းပဲရတယ်ဒါပေမဲ့ရတဲ့ကန်ကျက်တွေကို goal ဖြစ်ပြောင်းလဲနိုင်တယ်ဆိုတဲ့အပိုင်းကသူတို့ရဲ့အဓိကအားသာချက်လို့ဖြစ်နေပြီးတော့အသင်းလိုက်ကစားတာတော်တော်မြိုင်နေပေါ့နော်ဒီကစားပုံမြိုင်နေပြီးတော့ကစားကောင်းနေကျွန်တော်ဒါကတော့ Dortmund နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ Champion League ပြိုင်ပွဲမှာသတိထားမိတဲ့အပိုင်းပဲပေါ့ဟုတ်ကဲ့ပါကျွန်တော်ဟို Dortmund ရဲ့ goal twin goal ရတဲ့နေရာတွေကကျွန်တော်ကြည့်မယ်ဆိုရင် expected value အရင်ကြီးမမြင်တဲ့နေရာပေါ့ကျွန်တော်ဂိုးနိုင်ကြီးနဲတယ်ဆိုတဲ့နေရာမျိုးပေါ့တနည်းအားဖြင့်ပြောမှဆိုဂိုးနိုင်ကြီးနဲတဲ့နေရာမျိုးမှာကန်ကွင်းရပါမယ်ဒါကိုရအောင်ဂိုးတင်နိုင်အောင်ကျွန်တော်ဒါတွေ့ရတယ်ဂီရစီကတော့ဒါသူတို့ကိုဒါထူကြပါပေါ့နော်ဒါစတူဂတ်မှာအသက်29 28လောက်မှာစပြီးတော့မှနာမည်ကြီးလာတယ်အဲနာမည်ကြီးလာပြီးတော့မှအဲ့တစ်ချိန်ထဲမှာပဲနော်ဒါစတူဂတ်မှာဂိုးတွေကိုဒရဇက်တွင်းတယ်နောက်တော့ဒေါ်မိုရောက်လာတဲ့နေရာဒီပေါ့လေဒါနေရာဒီတွင်းမှာဆိုရင်လည်း ဒီသူ့ရဲ့ကိုသွင်းရမကြောက်အောင်ဟုတ်ကဲ့ပုံမှန်အားဖြင့်ဆိုတော့ဒီ29 28လောက်မှာပေါ်လာတဲ့ကစားမတစ်ယောက်ကဟိုဘယ်လိုပြောမလဲဒီလောက်ထိကိုသွင်းစွမ်းရည်ကိုတတ်မှတ်တဲ့ထိနိုင်မှုဆိုမလွယ်ဘူးဒါပေမဲ့ Curiosity ရဲ့ကိုသွင်းရကတော့ဒီနေ့ချိန်ဒီလက်တာအကောင်းဆုံးပုံစံမှာကျွန်တော်ပြမြင်ရတယ်နောက်ထပ်ကျွန်တော်ဒါ Messi Bayer ရဲ့ဒီ Bayer ရဲ့ဘယ်လိုပြောမလဲရန်ကစားနိုင်မှုသူ့ရဲ့တိုက်စစ်ကိုလိုက်ပါနိုင်မှုတချို့ကန့်ချက်တွေကလည်းတော်တော်ကြီးကိုကောင်းတာဒီဂျမန်ကစားမားလည်းတော်တော်ကောင်းလာတယ်ကျွန်တော်တွေ့ရဆိုတော့ဒီတိုက်စစ်ကစားမားတွေရဲ့စုဖွဲ့မှုကဒါ City ခန့်စစ်ကိုကတော့ ဒါကောင်းကောင်းဒုက္ခပေးနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့တစ်ဖက်မှာလည်း City မှာလည်းကျွန်တော်ဒါမဖြစ်မနေပြောရမှာတော့ Dortmund ရဲ့တိုက်စင်မှုအောင်အာလင်ဟာလန်ကကြောက်စရာကောင်းအောင်ကိုရီတာတွင်းနေပေါ့နော်။ဒါ Selber မှာလည်းသူအဲ Champions League လေးပွဲငါးပွဲဆက်တင်တယ်။ငါးပွဲဆက်ကိုတင်ခဲ့တယ်။ဒါ Dortmund မှာလည်းဒါတွင်းခဲ့ဘူးတယ်။အခုဒီ Team မှာလားဒါ City မှာလားထပ်ပြီးတော့မှဒီလိုမျိုးလုပ်ပြခဲ့မယ်ဆိုရင်တော့ဟိုဘယ်လိုပြော Champions League မှာမရှိဘူးတဲ့အမှတ်တမ်းတစ်ခုတော့ဒါအရေးကြီးတယ်။3တင်းနေပေါ့နော်။ငါးပွဲဆက်ကိုတွင်းနိုင်မယ်အမှတ်တမ်း။အဲ့တော့ကျွန်တော်ဒါအဓိကပြောရမှာတော့ဒါ Haaland ဒါအသင်းဟောင်းတဲ့ပွဲမှာ ဘယ်တော့ဒီလုံးပြနိုင်လဲ City ရဲ့အခြေအနေလေးလည်းခုဆိုရင်သုံးသပ်ပြပါဦးဟုတ်ကဲ့ပါဒီယာဒီကဒါ City ရဲ့ဖွဲ့စဉ်တိုင်းက Haaland ပေါ်မှာအပြည့်အဝမိခိုးနေသလိုဖြစ်နေပါတော့ Haaland ကိုသွင်းတာနဲ့အသင်းရလက်တွေကလည်းဟိုကောင်းလာတယ် Haaland ကိုမသွင်းတာနဲ့အသင်းရလက်တွေကလည်းရက်တန့်သွားသလိုဖြစ်နေတာဒါကကျွန်တော် Premier League ကိုကြည့်ရင် Haaland ကိုမသွင်းတဲ့ပွဲတွေဆိုသူတို့ရလက်တွေရိမ့်ရိုင်းခဲ့တာပဲပေါ့နော်ပြီးခဲ့တဲ့ဒါ Villa နဲ့ပွဲခဲ့ရှုံးပွဲကိုတော့ဒါနောက်ဆုံးပွဲမှာပြန်ချစ်ဖြတ်သွားခဲ့တယ် Haaland ကတကယ်ကိုအကောင်းဆုံးပုံစံပြန်ပြပြီးတော့ဒီ Haaland စိတ်ကြိုက်ကစားကွက်ကိုက ဟိုပြန်ဘက်ကပြီးကစားသလိုဖြစ်သွားတယ်တကယ်ဟိုဟာလိုင်းရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်ဒါနောက်ဆုံးဘက်မှာပြင်မြင်လိုက်ရပြီးသွင်းကိုနှစ်ဂိုးသွင်းနိုင်ခဲ့တယ်တကယ်ဟိုဗာတီကယ်ပလေးတွေတယောက်ချင်းအဲ့လိုကြော်ဖြတ်ရမယ်ဆိုဘယ်ခံစစ်မှသူ့ကိုလိုက်ဖို့လည်းမမှီသူ့ရဲ့ပါဝါကြီးနဲ့ဂျုံအားသူ့ရဲ့ finishing ကတော့အရန်ကြောက်ဖို့ကောင်းတယ်ဒီအသည်မှာပရီးမီးယားလိဂ်ကစဲဘဲကစားပြီးမှသွင်းကို73ဂိုးဆိုတော့တော်တော်ကြောက်စရာကောင်းတဲ့ဂိုးသွင်းနှုန်းပေါ့နော်သူ့ရဲ့ဒီပရီးမီးယားလိဂ်မှာလည်းဂိုးသွင်းပြင်နေရာကိုဒီချင်းချောင်းနေသလိုချန်ပီယံလိဂ်မှာလည်းအခုပြောသလိုလေးပွဲဆက်ဒါနောက်ဆုံးလေးပွဲဆက်ဂိုးသွင်းထားပြီးတော့သူတို့မှတ်တမ်းကောင်းတွေလည်းဆက်ပြီးတော့ site to go များတယ်အဲ့တော့ ဒေါ်မွန်နေနဲ့တရီထားမှာကမန်စတီးကစားကျင်တဲ့ကစားခွင်နဲ့ဝင်မသွားဘူးဟာလန်ကိုအဲ့လိုမပေးဖို့လိုတယ်ပေါ့ဟာလန်ကဒါအသင်းဟောင်းနဲ့လည်းပြန်ရင်ဆိုင်ရမယ်ဂိုးသွင်းနှုံးကလည်းရက်တမှုခက်ခဲတဲ့ဒီဂိုးသွင်းနှုံးကိုပိုင်ဆိုင်ထားတယ်ဆိုတော့မန်စတီးဒါသူတို့ရဲ့ဒီကစားကွက်ထဲကိုဝင်သွားမယ်ဆိုရင်တော့မန်စတီးကစားကွက်ထဲကိုဒေါ်မွန်နေနဲ့ရောက်လာရင်တော့ဒီဘွဲကသူတို့အတွက်တော်တော်လေးကိုဒါရုန်းကန်မယ်ပဲဖြစ်လာနိုင်ပါတယ်ဟုတ်ကဲ့ပါပုံမှန်ရတော့ကျွန်တော်မြင်ရတော့ဒေါ်မွန်ရဲ့ type ကကြတော့ဒီဘယ်လိုပြောမလဲ city လိုချင်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးเนาะဟုတ်ကဲ့အနည်းဆုံးကျွန်တော်ဒါဘုံမောက်ကစားသွားတဲ့ ုံစံမျိုးတော့မဟုတ်ဘူးဒီ defend line ကအရင်ကြီးမမြင်ဘူးဒေါ်မွန်ကစားတဲ့ပုံစံကြောင့် defend line ဒီဘုံမောက်တွေ့တဲ့ဆိုင်နေတယ်နောက်တစ်ခုကကျတော့ကွင်းလယ်နဲ့ဒီကွင်းလယ် line နဲ့ခန်းစစ် line ကြားမှာကျတော့လေ basket crop တို့ပဲဖြစ်ဖြစ် enemy chore တို့ပဲဖြစ်ဖြစ်ကောင်း line ဖြည့်ပြီးတော့မှကစားနိုင်တယ်ဗျာတော့ဒါနေရာလို့နည်းအောင်ဒီယူပေါက်တွေကို line ပြီးတော့မှကစားနိုင်တယ်ဆိုတော့ပုံမှန် play ရတော့ဒါကျွန်တော်မြင်ရတော့ဒေါ်မွန်ရဲ့ play ရတော့ဒါ city အကြိုက်ဒါ haaland တို့အကြိုက်မျိုးတော့မဟုတ်ဘူး haaland နေတဲ့ဒီဘယ်လိုပြောမလဲသူကတော့ တပေါက်တည်းတော့မဟုတ်ဘူးပေါ့လေအမ break တွေကနေတဆင်ပဲကူးသွင်းတတ်တဲ့ကစားမှမျိုးတော့မဟုတ်ဘူးနေရာတော့ကနေတွင်းနိုင်တယ် cross ball တွေကနေပိတ်ပြီးတော့မှလည်းကူးသွင်းနိုင်တယ်ခေါင်းတိုက်ပြီးတော့မှလည်းကူးသွင်းနိုင်တယ်ဟိုခက်ခဲတဲ့အလုံးဝမထင်မှတ်တဲ့အနေအထားမျိုးတွေကနေလည်းဒါကူးသွင်းနိုင်တယ်ဆိုဟိုဟာလန်လိုတိုက်စင်မှုမျိုးကတော့ကူးသွင်းပေါက်တော့စုံတယ်ဒါပေမဲ့ဒီကျွန်တော်မြင်တော့ကတော့ဒေါ်မွန်ရဲ့ခန်းစစ်လိုင်းကနေနာတကြောင်နောက်တစ်ခါကျတော့ခန်းစစ်လိုင်းနဲ့ကွင်းလယ်လိုင်းကြားမှာလေလိုက်ဖြည့်ကစားမဲ့ကစားသမားတွေရှိနေတာလေတကြောင်အဲ့ဒီအချိန်လေးတကွာတော့ဟာလန်ကနည်းနည်းလေး ဒီအရင်ပွဲရဆိုင်ပေါ့လေအနည်းဆုံးဆုံးတာဘုံမောင်းနဲ့ပွဲရဆိုင်တော့ဂိုးရပေါက်ရလန်းနေရတော့နည်းနည်းလေးတော့ရုံးကြမယ်လို့ထင်တယ်ကျွန်တော် City နဲ့ပတ်သက်ပြီးတခုပဲဆိုရင်လာဦးသေးရ City ဟာဒီဟာဒီပုံစံကောင်းရတဲ့အနေအထားမှာကြီးကျွန်တော်ကြည့်လိုက်တော့ဟိုနည်းနည်းလေးဘယ်လိုပြောမလဲအထိခိုက်မခံတဲ့ပုံစံမျိုးမြင်လာပုံမှန်ကျွန်တော်ဒါ City အကောင်းဆုံးပုံစံတော့ဆိုရင်ဘလိုခင်းချင်းမျိုးဘလိုလူစင်းမျိုးဘလိုလိုင်းနဲ့လူမျိုးပွဲထွက်ပွဲထွက်ဒီ position ဘောလုံး position တာမယ်ပွဲတစ်ပွဲလုံးကိုထိန်းချုပ်မယ်ရရင်ရတယ်လို့အခွင့်အရေးတွေ့မှာဟို 1C 2C စသဖြင့်သူတို့တိုက်စစ်မကောင်းတဲ့အခြေမျိုးမှာဆိုနိုင်မယ် အခုကကျတော့ကျွန်တော်ဂွာရီယိုလာအရင်ကြီးလာလိုင်းနပ်ကိုတိတ်ပေါ်မှာဆော့လို့မရတဲ့အနေအထားမျိုးရှိတယ်။ဟုတ်ကဲ့။အမအစတိုမီလာနဲ့ပွဲမှာသူလိုင်းနဲ့တချို့ဟာလေးသူအလှည့်ပြောင်းလဲတယ်။ကွလဲထိုင်နော်။ဟုတ်ကွလဲထိုင်လိုက်မထက်လိုက်ဘူးကျွန်တော်တို့ဒါရိုက်ဆာကိုဒီကွလဲထိုင်ကိုဆင်းထားလိုက်တယ်။အဲဆင်းထားလိုက်တဲ့အချိန်ဒီမှာလုံးဝလင့်ကပြတ်သွားပြီးတော့မှတပွဲလုံးကျွန်တော်ပုံမှန်အဖြစ်လို့ဒါအစတိုမီလာနဲ့ပွဲမှာအစောပိုင်းမှာဂိုးပေးလိုက်ရတယ်။တစ်ချိန်လုံးသူတို့အတွက်ခြေပါကိုရရဖို့အတွက်တွင်းနိုင်မဲ့အချိန်အဖြစ်ကျွန်တော်ကြည့်မယ်ဆိုအများကြီးရတယ်လား။အဲ့ချိန်မှာတော့တန်ဖိုးမတင်နိုင်ဘူးဆိုတော့ပြောချင်တာ City ဟာ ကျွန်တော်ဟိုလိုင်းနဲ့အရာကျွန်တော်ကြည့်မယ်ဆိုရင်ဂွာဒီယိုလာအတွက်တိတ်ပြောမှအပြောင်းလဲတိတ်လို့လို့မရသေးတဲ့အနေအထားမျိုးဖြစ်နေရပေါ့နော်ဟုတ်တော့ဒီပွဲမှာရောဒါစီတီဟာဘုံမောင်းတဲ့ပွဲကပုံစံတိုင်းပဲကျွန်တော်ဒါလိုင်းနဲ့အရာဒီဘယ်လိုပြောလဲအကောင်းဆုံးပုံစံရနေတဲ့အခင်းချင်းကိုပဲဆက်ပြီးတော့မှပွဲထွက်လာမယ်လို့ထင်လာပြဟုတ်ကဲ့ပါပြီးခဲ့တဲ့ပွဲမှာတော့ဘုံမောက်ကိုနိုင်တဲ့ပွဲမှာတော့ဒါအတင်းရဲ့အားထားတဲ့ကုလင်ကစားမှာရိုဒီလည်းအချိန်ပိုင်းဝင်ကစားသွားတယ်ပေါ့ကြံ့ခိုင်မှုရတော့ဒါ fitness ရတော့တပွဲလုံးကစားလို့ ready ဖြစ်ချင်မှဖြစ်တယ်သူနေရာမှာနီကိုကွန်ဆာလက်ကိုသုံးမယ်ဒုတိယပိုင်းကျရင် Rudy ကိုပြောင်းတာမျိုးလုပ်နိုင်တယ်နီကိုကွန်ဆာလက်ပါမကိုကွင်းလေအောင်အဆင်ပြေမယ်ဆိုတော့နီကိုကွန်ဆာလက်နဲ့ပဲကျွန်တော်တို့ဒါဘုံမောက်နဲ့ပုံစံမျိုးပဲ4141ဆန်ဆန်မျိုးပဲတည်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့ပွဲမှာလည်းနီကိုကွန်ဆာလက်မှပြလိုက်တယ်ဒါ Ryan Chucky ကကောင်းတိုက်ချတယ်အဲ့ဒါကိုပြစ်ထွက်တယ်ဆိုတော့တော်တော်လှတယ်တော့အဲ့လုံးအဲ့အဲ့လုံးတွေကမျက်လုံးထဲမှာဆွဲနေတာပြီးတစ်လုံးနဲ့မဟုတ်ဘူးနှစ်ခါလောက်လုတ်ပြသွားတယ်ဆိုတော့ဒီချက်ကလည်းကျွန်တော်တို့ဒါတို့တို့ရဲ့ဒီအခုပြောသလိုပါနော်ကွန်းလဲကိုတော့အများကြီးဆော့လို့မရဘူးပြီးတော့ကျွန်တော်သတိထားမိတာက ဘယ်ချမ်းမှာဒီ Orally ပါရင်ပို့ပြီးတော့တိုက်ဆက်သွားတဲ့ဘိုင်းတွေပိုကောင်းတယ်အဲ့တော့ဒီဘက်မှာ Orally အသုံးမလာတော့မဟုတ်ရင် Gavardia ကိုဘယ်ထုတ်မလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ခန်စစ်မှာတော့ပုံမှန်ဆိုရင်တော့ကျွန်တော် DS Johnstone ၂ယောက်ဒါမှမဟုတ်ရင် DS နဲ့ဒီ Gavardia နဲ့တွဲကစားဆိုတော့ Gavardia ကိုအတွင်းပို့ပြီးတော့ Orally ကိုဘယ်ထုတ်လိုက်တာကတော့ပို့ပြီးတော့သူတို့ရဲ့ကစားပုံပို့တွက်ပြီးတော့တိုက်ဆက်လဲပိုကောင်းမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တော့ ီးခဲ့တဲ့ဘုံပေါင်းတဲ့ပွဲစဉ်ကလူစင်ကိုနည်းနည်းလောက်ပဲတောင်မန်နေလောက်ပဲအပြောင်းလဲလှုပ်တင်တယ်လို့ကျွန်တော်ထင်တယ်ဗျ။ဟုတ်ကဲ့ပါဒီ CD မှာကျွန်တော်မြင်တော့ကတော့လုံးဝအထီးဖက်အထီးဖက်မခံသေးရကျွန်တော်ဒီ center back အတွင်းပေါ့နီ။ဒါ Ruben Dias နဲ့ Chavarrio တွဲကတကယ်ကိုပဲအရေးပါတယ်။ဒီ CD ရလက်တွေပြန်ပြီးတော့ကောင်းလာတယ်ကျွန်တော်ဒါရာသီစပိုင်းမှာဘုံပေါင်းတို့ sorry ကျွန်တော်ဒါ Brighton ကိုရှုံးတယ်နောက်တော့ Spurs ကိုရှုံးတယ်။အဲရှုံးပွဲတွေအလွန်တောက်လျှောက်ပြန်ပြီးတော့ရလက်ကောင်းလာတယ်ဆိုတာမှာ Donnarumma ပြန်ပါလာတဲ့အချိန်နောက်ပြီးတော့တက်တက်ဆိုင်ဆိုင် Donnarumma ပါလာတဲ့ပွဲမှာပဲ Chavarrio နဲ့ဒါလူရိုဗင် DS ကဆန္ဒဘက်မှာစပြီးမှဒါဒီရဒီမှာပြန်တွဲတယ်ဟုတ်ကဲ့ပြောရင်တော့အဲ့ဒီဒီခန်းစစ် unit ကလုံးဝအပြောင်းလဲဖြစ်သွားတဲ့အခါမှာတော့စီဒီရလာတီလာတဟုံလုံးကောင်းလာတက်လာဂျပါဒီယောကိုဘယ်ချမ်းထုတ်လိုက်တဲ့အချိန်မှာကျတော့ပြန်ပြုံးမှာဖောင်းကပြန်အောက်သွားတဲ့ဟာမျိုးပေါ့အဲ့ဒီကျမှာပူပြုံးမှာစိုးတာကျတော့ဒီဗီလာနဲ့ပွဲမျိုးမှာဆိုရင်နံပါတ်6ရိုးမှာလည်းဒီပုံမှန်မှုတဲ့ကစားမကိုဆက်ပြုံးမှာတုံးလိုက်တယ်ဆိုတော့ဒီစီဒီရဲ့ line နဲ့အရာတော့ကျွန်တော်တို့ဒါကွာရီယိုလာနေနဲ့ ရန်ဆော့လို့ဒါအပြောင်းလဲအရန်ကြီးလို့လို့မရတဲ့အခြေအနေဒီကူမှာတော့ဒါကိုဆွေးပြောသလိုပါလေတော်မတက်စစ်ဒီမှာတော့ဒါဒိုဂူနီယာကို7ဟိုးလို့ဝင်လိမ့်မယ်နောက်ထပ်အော်စကာဘော့တို့ဝင်လာလာမျိုးဒီအပြောင်းလဲတော့ပဲဒါလှုပ်တင့်တယ်လို့တော့ထင်တာပေါ့လေဒါမဲ့လဲကွာရီယိုလာကတော့ဘလို့ပုံစံမျိုးနဲ့ပွဲထွက်လာမယ်တော့မသိသေးဘူးအဲ့တော့စီးတီးနဲ့ဒါဒေါ်မွန်ရဲ့ပွဲအခြေအနေလေးလဲကိုဆွေးတက်ဆက်တဲ့သုံးသပ်ပေးပါဦးဒါဒေါ်မွန်ကဒီရာဒီချန်ပီယံလိမှာတပွဲကိုလီဂိုနုံတင်ထားတယ်ပြီးပါဦးဒါပြီးပါဦးလို့အသင်းမျိုးတွေဒါလီဂိုတွင်းထားတယ်နောက်ထပ်ကျွန်တော်ဟိုပြန်ကြည့်လိုက်မယ်ဆိုရင်ညာဒါကိုဆွေးပြောလိုက်တဲ့အချက်တွေက conversion rate လည်းအများကြီးတယ် expected value နိုင်တဲ့အနေအထားအနေတွင်းကို12ကိုတွင်းလာတယ်ဒီဘက်မှာ city ကလည်းကျွန်တော်တို့ဒါဘယ်လိုပြောလဲအရင်အကောင်ဆုံးပုံစံမျိုးမှာမရှိဘူးဆိုမရှိသေးသည့်တိုင်အောင်သူရဲ့ squad တင်အားအရဒါဒေါ်မွန်ထက်တော့အများကြီးတာတဲ့ပုံစံမျိုးရှိနေတယ်အီတီဟာကွင်းမှာလည်းကစားမယ်ဆိုဒီဘွဲရဲ့ဒါအဆုံးပိတ်အချိန်လေးလေးဒါကိုဆွေးပြောပြပါမယ်ပါပါတယ်ဒီရသည် Champion League ရဲ့ရလတ်တွေရပြောမယ်ဆိုတော့ဒေါ်မွန်ရဲ့တိုက်စစ်ကတော့ပို့ပြီးတော့အလုပ်ဖြစ်နေရပါတော့နော်အခုပြောသလိုအပွဲတိုင်း၄ကိုတင်တယ်ဂျူပင်တက်လည်းသူတို့တွင်းတာပဲကိုပင်ဟေဂင်၄ကိုတင်တာကိုပင်ဟေဂင်ရဲ့လက်ရှိ ဟိုဝောပါအဆင့် level ကြောင့်အများကြီးပြောကြအောင်ဖြစ်ပြီးဘီဘာကိုလည်းကစားခတ်တဲ့အသင်းပဲသူတို့၄ခုလောက်တွင်းခဲ့တယ်ဆိုတော့တော်တော်လေးသူတို့တိုက်စက်ကထင်ထားတဲ့လှုပ်ပြထားဒါပေမဲ့ကျွန်တော်ဒီဘက်မှာဒေါ်မွန်အတွက်စွရင်တာကဒါပက်ကဒီဒေါ်မွန်နဲ့တွေ့တဲ့ record တွေကတော်တော်ကောင်းတယ်နော်နောက်ဆုံး၁၀ပွဲလုံးမရှုံးထားဘူး၆ပွဲနိုင်တယ်၄ပွဲတည်ကြတယ်ပြီးတော့ City ရဲ့ကျွန်တော်ဒါ Etihad ကွင်းကလည်း Champion League မှာ22ပွဲဆက်မရှုံးထားဘူးဆိုတဲ့မှတ်တမ်းစကူပွဲတောင်နိုင်ထားတယ်အဲ့ထက်မှာဒါကိုမသွင်းနိုင်တာဆိုလို့ Inter Milan နဲ့လာမနစ်ကစီးစီးတပွဲလာပဲရှိရဆို သူ့အိမ်ကွင်းရောက်ရင်တော့ဒါလုတ်ပြတ်တက်တယ်ပြီးတော့ဟိုအတင်းကလည်းပေါက်ခွဲရလဲအရန်ကောင်းတယ်ဆိုတော့သူတို့ဒီအချိန်လေးကိုဆက်တင်ထားပြီးတော့ဒီ leaf fade ရဲ့အပေါ်ပိုင်းကအတင်းတွေကိုနောက်ကနေပေါ့နော်ထက်ချက်မကွာ PVP ranking ကောင်းကောင်းရဖို့ကဒီပွဲမျိုးမှာအနိုင်ကစားဖို့လိုတယ်ဒေါမွန်ကလည်းကျွန်တော်တို့ဒါရှစ်မှာသုံးသက်ခဲ့တယ်လို့မထင်တာတွေလုတ်ပြနေတယ်အတင်းဆိုတော့ဒီပွဲကလည်းကျွန်တော်တို့ဒါ ရိတ်သက်တည်းမျောလင်းနေတဲ့အတိုင်းထပ်တူကြညမှာကြမှာဒါပေမဲ့တီချာပေါ့တော့ဒီဘွဲကပွဲကောင်းဖြစ်လာမလို့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့ပါကျွန်တော်ဒါဂိုးလေးပြန်လန်းသွင်းပြမှာပွဲကောင်းဖြစ်မလားဆိုတော့ကျွန်တော်ဒါစောင့်ကြည့်ရဖို့ရှိပါတယ်တီချာတကွတော့ Manchester City ဟာမိနစ်3က Leafs ကနေယုံတက်ဖို့အတွက်ယုံခံရတယ်ကျွန်တော်ဒါဂျုံခဲ့ရတယ်သူတို့ကိုယ်တိုင်လည်းဒါတရားစီလုံးအနေထားကြည့်မယ်ဆိုရင်အဆိုပါဆုံးຢာတီတစ်ခုနဲ့ဒါဖြတ်တန်းခဲ့ရတာကြောင့်ဒါပြောလို့ရတယ်ဆိုပေမဲ့ချန်ပီယံလိမှာမိနစ်ကလည်းမျိုးဒီနောက်ဆုံးပိတ်ကြမှာအသေးအံကစားတဲ့အခြေအနေမျိုးမဟုတ်အောင်တော့ တိကျပြင်ဆင်လာလိမ့်မယ်လို့ထင်ပါတယ်ဘယ်လိုရလာထွက်မလဲဆိုတော့ကျွန်တော်တို့ဒါကြည့်ရအောင်ပါတကယ်ကိုပဲ CD ရဲ့ဒီတိုက်စစ်နဲ့တစ်ဖက်မှာဒွန်မွန်ရဲ့အတင်းလိုက်တိုက်စစ်အောက်ပြိုင်မဲ့ပွဲပွဲကိုကျွန်တော်ဒါမြင်ရမလားဟာလန်ရဲ့ဂူတေရက်ကော့တွေပေါ့ဘယ်လောက်ထိမြင်လဲဆက်ပြီးတော့မှမြင်ရမလဲဆိုတော့ကျွန်တော်ကြည့်ရဖို့ရှိပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ဒါမန်ချက်စတာ CD နဲ့ဒွန်မွန်တို့ရဲ့ပွဲသုံးတက်ချက်လေးဖြစ်ပါတယ်ကျွန်တော်ရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့ဘောလုံးဝန္ဒနာရှင်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ